အားလုံးပဲမင်္ဂလာနေ့လေးဖြစ်ပါစေရှင်ဒီနေ့ဖတ်ပြခြင်းနဲ့ဝတ္ထုတို့လေးရတော့1954ခုနှစ်ဧပြီလထောက်ချမွာမဂ္ဂဇင်းမှာပါရှိတယ်တိုင်ရေးဆရာကြီးဒွန်ရေးသားထားတဲ့သူ့အပြည့်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ပဲဖြစ်ပါတယ်အားလုံးပဲနားဆင်ခံစားပေးပါဦးရှင်သူ့အပြည့်အခန့်တင်မိုးတဲ့လေးကလေးများသည်တစ်ဖြက်ဖြက်တိုက်ခတ်လျက်ရှိလေသည်မိုးသားတိုင်လိမ်များလည်း တောင်စီမှညှို့မှိုင်း၍တလာလေ၏မက်လာဝဲသည်ကျဲပြတ်သောခြံဝန်းကြီးအတွင်ရှိတက်ရက်သော အင်္ဂလိပ်ထဲမှနေပြီး တလိမ့်လိမ့်နှင့်တက်၍လာသောမိုးသားများကိုကြည့်ရင်းရင်ဖို၍လာလေ၏မက်လာဝဲမှဂျပန်ကတော်တူဖြစ်ပေသည်မက်လာဝဲ၏ခင်ပေါ်မှဂျပန်ကေပေတိုင်အဖွဲ့ဝင်အိုယာမဆိုသူဖြစ်လေသည် ထိုနေ့ညနေစောင်းတွင် အိုယာမမှာ အရေးကြီးသောကိစ္စတစ်ခုနှင့်တောတို့သွားရမည်ဖြစ်သဖြင့်တောတို့သွားနေခိုင်ညသည့်ဧည့်သည်ကိုမျှအိမ်တွင်တဲခေါ်ခွင့်မပြုရန်မက်လာဝင်အားပစက်မှတဖွာဖွာမှကြားပြီးဖက်ခွာသွားခြင်းဖြစ်ပေသည် ထို့ချိန်ကနွေလာရာသီပင်ဖြစ်နေကစားညနေဘက်တွင်ရုတ်တရက်မမျော်လင့်ပင် မိုးသက်လေများဆင်းလာကတမိုးလုံးမိုးသားများဖြင့်မဲမှောင်၍လာလေ၏မက်လာဝင်သည် တယောက်ထဲအဖို့မရှိသဖြင့်မိုးတန်လေးတန်များကိုကြားရသောအခါတွင် အားငယ်လျက်ရှိနေ၏တို့ရတွင်အားတင်းပြီးလျင်အိမ်ခံတကားများကို လုံခြုံစွာပိတ်ထားလိုက်ပြီး လက်ဆွဲမှန်အိမ်ကိုထွန်းညင်းလျက်အိမ်ရာထဲတွင်ဝင်း၍ကိုရင်အမျိုးမျိုးစင်စါကန်ထုတ်၍နေနေ၏တမီးများအိပ်ပျော်သွားသည်ဟုထင်လိုက်ရပြီးအိမ်ရှိတကားမကြီးကိုတစုံတယောက်တော်သူက တုံးနေသည့်အတန်ကိုကြားလိုက်ရသဖြင့်မလာဝဲမှာအိယာတဲ့တွင်ရုံးကနေထထိုင်လိုက်လေ၏မိုးလေတဲထန်စွာရွာသွန်းလျက်ရှိသည့်အပြင်လေလဲပြင်းထန်စွာ တိုက်၍နေသဖြင့်တကားတော်တန်လုံးမိုးတန်လေတန်လုံးပူ၍ခွဲခြားမရနိုင်အောင် ဖြစ်၍နေလေသည် မိုးတန်လေတန်တိတ်သွားသည့်နေ့တစ်ပြိုင်နက်တကားခေါက်တန်ကိုကြားရပြန်လေသည်တကားခေါက်တန်နှင့်အတူအိမ်ရှိမရှိဘူးလားခမညာဟု ချီနေပြက်တာစွာပြောလိုက်တော့အတန်ကိုပါ ကြားလိုက်ရရာမလဝင်မှာကြောက်တလူလူနိုင်တလူလူဖြစ်သွားပြီးမှတယောက်ထဲစိတ်ငယ်နေခိုင်းလူတဦးတယောက်ဤအတန်ကိုကြားလိုက်ရခြင်းသိပင်လျင် အားတက်၍လာစင်လေ၏မလဝင်သည်အိတ်ခဲပြတင်းပေါက်ကို ဖွင့်ပြီးလက်ဆွဲမှန်အိမ်ဖြင့်အောက်ထက်ရှိအိမ်ရှိတကားမကြီးစီသို့လမ်းရွေကြည့်လိုက်ရာတဝဲဆက်စားနှင့်လူတယောက် တကားမကြီးကိုမှီပြီး ရက်နေသည်ကိုတွေ့မြင်ရလေ၏ထိုသူ၏ဦးကားတွင်ပတ္တိများစီးထားသည်သာမကလက်တစ်ဖက်ကိုလည်းအဝတ်နှင့်တိုင်းထားသည်ကိုတွေ့မြင်ရပေသည်ပတ္တိတွင်၎င်းတိုင်းထားသောအဝတ်တွင်၎င်းသွေးစာများကိုမြင်ရသဖြင့်ဒဏ်ရာရလာသောစစ်သားတယောက်ဖြစ်ရမည်ဟုမက်လာဝင်းအတက်သိလေ၏မြမစကားကိုပြပြတတ်တာကြည်ကြည်လင်လင်ပြောဆိုနိုင်ခြင်းကိုထောက်လင်းဗမတ်တက်မတော်မှဖြစ်ရမည်ဟု ုံးဖြတ်ချက်ချလိုက်လေ၏။ခါတွင်ဂျပန်တရှိကြီးကိုလွှဲထားသဖြင့်တာမဲစစ်သားမဟုတ်စစ်ဘော်တို့ဖြစ်ရမည်ဟု အတက်ပြောနိုင်လေသည်။အိမ်ပေါ်မှမိရောင်ကိုမြင်သောအခါတကားကိုမှီပြီးရက်နေသောစစ်ဝင်စစ်သားနှင့်လူသည်မိရောင်ရှိရာသို့လန်ကြည့်လိုက်ပြီ။အိမ်ထဲခဏဝင်ပြီးခိုးပြရစီခမ ्या ဒုက္ခရောက်လာလို့ပါဟု တောင်းမှန်သောအတန်ဖြင့်ပြောလိုက်လေ၏။မလဝင်းမှာတကားဖွင့်ပေးရကောင်းမလား။ မဖွင့်မဲထားရကောင်းမလားစဉ်းစားနေခိုင်းမမအချင်းချင်းပဲခမညာဒုက္ခရောက်လာတဲ့လူကိုမိုးရီထဲမှာပြစ်ထားတော့မလားမမပြီအတွက်အသက်နဲ့လဲပြီးတိုက်ခိုက်ပေးနေတဲ့စစ်သားတယောက်ကိုနှစ်လူရှိဖို့မသင့်ပါဘူးဟုစစ်ဝစ်စစ်သားနဲ့လူကဆက်၍ပြောလိုက်ရာ သူဤရုပ်ရည်နဲ့တကွပြောပေါ်ဆိုပေါ်များကပါလူကောင်းတယောက်ဖြစ်ကြောင်းတက်သေးခံရရဲ့ရှိသေးအပြင်ညအချိန်မိုးရွာကြီးတဲ့တွင်ဒဏ်ရာများဖြင့် မချီမဆန့်ဒုက္ခဝေဒနာခံစားနေရသည့်အဖြစ်ကိုမြင်လိုက်ရသဖြင့်ဂိယုဏမတက်ဘဲမနေနိုင်တော့ပေခနာချင်းပင်အိမ်အောက်ထက်သို့ဆင်းလာပြီးတကားဖွင့်ပေးမိလောက်ပြီးမှလက်ဖြစ်သူကညီတီဧည့်သည်ကိုမြလက်မခံရင်မှားကြားသွားသည်ကိုအရိယပြန်သဖြင့်မင်းတုံးကင်ထားသောလက်ကိုပြန်၍ရုပ်သိမ်းလိုက်လေ၏တဖန်ဂိယုဏတက်သောစိတ်များပေါ်၍လာပြန်ရာ ။ဒါပဲဖြစ်ဖြစ်ဟုတုံးဖြတ်ချက်ချလိုက်ပြီးတကားကိုဖွင့်၍ပေးလိုက်လေ၏။တကားကိုမှီပြီးရက်နေသောစိတ်ဝိစစားနှင့်လူသည်အိမ်ထဲသို့ရင်းရင်းရိုင်ရိုင်နှင့်ဝင်လာပြီးတကားပြန်ပိတ်ထားလိုက်ပါ။နောက်ကရန်သူတွေလိုက်လာတဲ့ထင်နေဟု ပြောပြီးနေရင်နိုင်ရန်ကိုမှီပြီးအမောဖြေ၍နေလေ၏။မက်လာဝဲသည်တကားကိုပြန်ပိတ်လိုက်ပြီးစိတ်ဝိစစားနှင့်လူကိုအိမ်ထဲသို့တွဲခေါ်လာပြီး အရှိအခန်းရှိကလထိုင်ဘော်တွင်ထိုင်စေ၏ကလထိုင်ဘော်တွင်ထိုင်မိသောအခါနဖက်ရည်ကျန်ပူပူတစ်ခွက်ကိုမလဝင်းထံမှ တောင်းရတောက်ပြီးဒီတညဒီမှာတဲဘော်ခွင့်ပြုပါဟုမလဝင်းအားလှမ်း၍ပြောလိုက်ရာမလဝင်းကပါးစပ်ဖြင့်အပြည့်မပေးဘဲကောင်းသာညှိနှိုင်းလေ၏တဝေစစ်စားနှင့်လူကဥကောင်းနှင့်လက်တွင် စီထားသောပတ်တိမြောင်ကိုပြပြီးကျန်သူနှင့်တွေ့လာလို့ဟု တို့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 ပင်ပြောလိုက်ပြီးမှမိမိအားငေးဆိုင်ကြည့်နေသောမလှဝင်းအားကဲမင်းကလေးအဲ့ချင်အဲ့တော်လေးကြွတော်ဒီမှာပဲမှိန်နေတော့မယ်ဟု ပြောလိုက်လေ၏မလှဝင်းသည်အိမ်ပေါ်သို့ပြန်မတက်သေးပဲသူ့ဝိစစ်စားနေလူအားအကဲခဲ၍နေပေရာထို့သူကကျုပ်ကိုလူဆိုးထင်လို့လားဘာမှမစိုးရင်ပါနဲ့ကျုပ်လူကောင်းတယောက်ပါစိတ်ချလက်ချသာအိပ်ပါဘာမှမစိုးရင်ပါနဲ့ဟု မလဝင်းဤအတွဲစိတ်သဘောကို သိပြီတကယ်တို့ပြောလိုက်လေဤမလဝင်းသည်ဘာမှပြန်မပြောဘဲလက်ဆွဲမှန်အိမ်ကိုဆွဲကာအိမ်ဘောသို့ပြန်တက်သွားပြီးအိတ်ခဲတကားကိုလုံအောင်ပိတ်၍အိမ်နေဤအိမ်ရွေကမပြောနိုင်ပြီအထက်မှချွတ်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 နဲ့အတန်းများကြားရသလိုလိုအိမ်ရှိတကားကို လူတွန်းသလိုလိုကြားရောင်းနေသဖြင့်မျက်နှာကြောင်၍နေနေသည်အိမ်မပြောတိုင်းလည်း အောက်ထက်စီမှချွတ်ချွတ်မြည်တဲ့တကြုံကြုံနဲ့ကလထိုင်စပွဲရွှေ့တံများကိုပါကြားရတယ်လို့လို့ဖြစ်လာပြန်သဖြင့်လက်ဆွဲမှန်အိမ်အိမ်မိစာကိုမြှက်တင်လိုက်ပြီးခေါင်းအောက်တွင်အစင်းသက်ရှိသောခြောက်လုံးပြူတနက်ကိုကင်ဆွဲကအောက်ထက်သို့စိမ့်၍လာလေ၏ဧကန်းစီသို့လှမ်းကြည့်လိုက်ရာ ကလထိုင်နှလုံးကိုဆက်ပြီး တရှူးရှူးနှင့်အိမ်မောကြနေသောစစ်သားကိုမြင်ရသဖြင့်အနှဲငယ်စိတ်အေးသွားလေ၏ ထို့အတွင်းကြော်ကလေးတကောင်ဖြတ်၍ပြေးရတွင်လက်ဖက်အကျန်းပကံကိုဝင်တိုးမိသဖြင့်ပကံမှာသပွဲပေါ်မှကြာပြီးချွာကနေမိကပွဲ၍သွားလေ၏သူဝိစစ်စားနေလူသည်ရုတ်တရက်မျက်စိဖွင့်၍ကြည်လိုက်ရာကြော်ပေါ်မိသဖြင့်ထိတ်လန့်နေသောမလဝင်းကိုမြင်ရလေ၏လက်တစ်ဖက်တွင်ခြောက်လုံးပြုတ်ကိုကိုင်း၍ထားသည်ကိုလည်းမြင်ရသဖြင့်ခေါင်းထောင်၍ထားလိုက်ပြီး ။ဘာဖြစ်လို့လဲ?တခိုးလား။ဓမြလား။ဘာမှလဲဟုမေးလိုက်နေ၏။မလဝင်းကခေါင်းရံပြပြီးဘာမှမဟုတ်ပါဘူး။ကြွက်ပါ။ကျမကတခိုးမက်လို့ဟုအပြေပေးလိုက်နေ၏။စိတ်ဝိစစားနေလူကပတ်တီးမရှိသော လက်ဝဲပဲလက်ဖြင့်မိမိခါကြတဲ့မှာအော်တိုမက်တစ်ခေါ်တစ်ချက်စွဲလိုက်ရင်ကြီးစံအားလုံးထွက်သောပစ္စတိုတနက်ကိုစွဲထော်ယူလိုက်နေ၏။ကဲခလေးမဘာမှမကြောက်နဲ့ တခို့တော့တမရတော့လိုက်ကျုပ်နဲ့အရင်ဆုံးတွေ့မှာပဲကဲကဲစိတ်ချလက်ချတာအိပ်ပြီတော့ဟုမလဝင်အားအပေစကားပြောလိုက်လေ၏မလဝင်သည်ကျေးဇူးတင်သောမျက်နှာထားဖြင့်မှန်အိမ်ကိုဆွဲကာအိမ်ပေါ်သို့ပြန်တက်သွားလေ၏တနအိခန့်ကြာသွားလေ၏မလဝင်မှာကအလျင်းပင်အွေမရပဲမျက်လုံးသာကြောင်ရနေလေ၏အိမ်ရှိမှတကားတော်တယ်လို့လို့ကြားရပြန်လေသည် အောက်ထပ်မှလည်း မိတ်ကလေးမိတ်ကလေးဟုအတန်ကိုအုပ်ပြီးခေါ်လိုက်တော့အတန်ကိုကြားရသဖြင့်မက်လာဝဲသည်ခြောက်လုံးပြူကိုကင်ဆွဲပြီးရုတ်တရက်ထထိုင်လိုက်လေ၏တဖန်အောက်ထက်မှအတန်များတိတ်ဆိတ်ခြင်းမရှိသဖြင့်အောက်ထက်သို့တဖြည်းဖြည်းသတိနှင့်စင်း၍လာရာတိဝိစစ်စားနှင့်လူကလက်ဝဲပဲလက်ဖြင့်မက်လာဝင်းအားလက်ပြချေပြလမ်း၍ခေါ်လိုက်ပြီးအနီးသို့ရောက်သောအခါ လူဆိုးနဲ့တူတယ်အဲ့ရှိတကားကိုတွန်းနေတယ်ဟု ပြောပြီးမိမိ၏လက်ဝဲဘက်လက်တွင်ကင်ထားသော အော်တိုမက်တစ်ပစ္စတိုကိုမလဝင်းလက်သို့လမ်း၍ပေးလိုက်ပြီးမလဝင်းနှမ6လုံးပြူနှင့်လမ်း၍ယူလိုက်နေ၏ဟောရီအနာကပ်ပြီးချောင်းနေအိမ်ထဲကိုဝင်လာတာနဲ့တပြိုင်နက်စီးပြီးပြစ်လိုက်ပြီးတော့ဟုစစ်ဝေးစစ်စားနေလူကမလဝင်းအားအတန်ခတ်အော်အော်နဲ့ပြောလိုက်ပြီး မိမိလက်ထဲသို့ရောက်နေသောမလဝင်းဤ၆လုံးပြူကိုသပွဲပေါ်သို့တင်ထားလိုက်လေ၏ပြီးမှတဖန်ခါတွင်ချိန်ထားသော တရှိကြီးကိုဓာအိမ်ထဲမှလက်ဝဲဖက်လက်ဖြင့်ဆွဲနှုတ်လိုက်ပြီးအင်းရှိတကားအနီသို့ခြိကပ်သွားလေ၏မိုးတန်လေးတန်ကမရက်ဆဲသေးပြီမိုးတန်လေးတန်ကြားမှပင် တကားကိုတုံးနေသောအတန်ကို အဆက်မပြတ်ကြား၍နေရလေ၏စိတ်ဝိစစ်စားနေလို့သည် ဒကာမင်းတုံးကို တရှိကြီးနဲ့ရိုက်ရွေ့ဖွင့်လိုက်ပြီးဘေးတွင်ဝင်၍ကွယ်နေလိုက်ရာဒကာမရုတ်တရက်ပွင့်လာပြီး၆လုံးပြူကင်ပြီးဝင်လာသူတယောက်ကိုမြင်လိုက်ရလေ၏ဒိုင်ကနေ၆လုံးပြူမှအတန်ကြားလိုက်ရပြီးနောက်ချွင်ကနေမြည်တဲ့ကြားလိုက်ရပြီးလျင်တန်ကိုတန်ချင်းထီသည်ဖြင့်ဝဲကနေမီးပွင့်သွားသည်ကိုမြင်လိုက်ရလေ၏အိမ်ထဲသို့ဝင်လာတော်သူက စစ်ဝတ်စစ်စားတဲ့လူအားလှမ်းပြီး၆လုံးပြုနဲ့ပြစ်လိုက်ခြင်းဖြစ်ရာစစ်ဝတ်စစ်စားတဲ့လူကတဲချောင်လိုက်ပြီးမိမိ၏လက်တွင်ကင်ထားသော တရှိကြီးဖြင့်၆လုံးပြုကင်ထားသောလက်ကိုလမ်း၍ခုတ်လိုက်ခြင်းကြောင့်၆လုံးပြုနှင့်ဓာသွာထိသွာပြီးမိနယ်သွာခြင်းဖြစ်လေသည်အခဲထောက်တွင်ကဲ့၍ချောင်းနေသောမလန်ဝင်းသည်၆လုံးပြုနှင့်ပြစ်ပြီး အိမ်ထဲဝင်လာသော သူအားချိန်ရွယ်လျက် အော်တိုမက်တစ်ပစ္စတိုဤမောင်းကိုဆွဲလိုက်ရာဒိန်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 နှင့်အတန်များကြားလိုက်ရပြီးအိမ်ထဲသို့ဝင်လာသူမှာပုံနှစ်ရက်သားလဲ၍ကြသွားလေ၏အခန်းနှင့်၅မိနစ်ခန့်ကြာ၍သွားလေ၏တဝေစစ်စားနေလူသည်ဒရှိကြီးကိုထအိမ်ထဲသို့ပြန်၍သွင်းလိုက်ပြီးမောဟိုက်သွားသောအမှုရာဖြင့်ကလထိုင်တလုံးကိုဆွဲယူကာထိုင်ချလိုက်လေ၏မလဝဲသည် မအိမ်မီးစာကိုမြှင့်တင်လိုက်ပြီးပုံနှစ်ရက်သားလဲကျသွားသောသူအမီတို့ချီကပ်သွားပြီးထိုသူဤမျက်နာကိုမိအိမ်ဖြင့်လမ်း၍ကြည်လိုက်ရာပုံနှစ်ရက်သားလဲကျသွားသူမှာအခြားမဟုတ်မိမိဤနေဖြစ်သူအိုယာမပင်ဖြစ်၍နေသည်ကို တွေ့မြင်ရတော့ကြအိုးဟုတခွန်းထဲသာအော်လိုက်၌ပြီးကြက်တီတီ၍နေနေ၏မလဝင်းဟု တင်းလင်းပြက်တာစွာခေါ်လိုက်သောအတန်ကိုရုတ်တရက်ကြားလိုက်ရသဖြင့်ကြက်တည်သေးနေသောမက်လာဝင်းသည်အတန်ကြားရဘက်သို့လှည့်ကြည့်လိုက်ရာဦးကောင်းနှင့်လက်ရဘက်လက်တွင်သီးနောင်ထားသောပတ်တီးများကို ဖြုတ်ပြစ်လိုက်ပြီးမိမိကိုစိုင်းစိုင်းကြည့်ကြည့်၍နေသောသူ့ဝင်စစ်စားတဲ့လူကို တွေ့မြင်ရလေ၏မက်လာဝင်း၏အော်တွေ့ဝင်နေသောအမှုရာကိုကြည့်ကသူ့ဝင်စစ်စားတဲ့လူက ပြုံးရယ်လိုက်ပြီးလျှင် မက်နာဝင်းရဲ့နာမည်ကိုသိလို့အံ့ဩနေသလားမအံ့ဩပါနဲ့မက်လာဝင်းရဲ့နာမည်သာမဟုတ်ဘူးကြေအောင်နောက်ဖြစ်တွေပါကျုပ်အကောင်လုံးသိတယ်ကဲဟောဟိုကလထိုင်ပေါ်မှာခဏထိုင်စမ်းဟုသွေစစ်စားနေလူကအိန္ဒိယရရပြောလိုက်ရာမက်လာဝင်းမှာဘာမှပြန်မပြောနိုင်ပဲသွေစစ်စားနေလူခိုင်းသမျှကိုလိုက်နာလိုက်ရလေဤကလထိုင်ပေါ်တွင်မက်လာဝင်းထိုင်မိသောအခါ ပေါလီယက်တာကြနေသောဂျပန်ကေပီတာအရာရှိအိုယာမအားလက်ညှိုးညွှတ်ပြီးမလဝင်းရဲ့ယောက်ျားသေးလို့ဝမ်းနေသလားဟုစိတ်ဝိစစားနေလူက မေးလိုက်ရာမလဝင်းမှာဘာမှအပြေမပေးနိုင်ပဲရဲ့ရည်များဝဲနေသောမျက်လုံးဖြင့်သာမော်၍ကြည်နေလေ၏စိတ်ဝိစစားနေလူကမလဝင်းအားအတန်ကြာအကဲခံနေပြီးမှကြောက်ဝါတခြားလူမဟုတ်ဘူး ဗမာတပ်မတော်ကစစ်ဗိုလ်တယောက်ပဲဟုသူ့ဝိစစ်စားတဲ့လူကနေတံပြိုလိုက်ပြီးဖက်စစ်ဂျပန်တွေရဲ့လက်အောက်မှာဗမာပြည်ကြီးအလုအလိမ်ခံနေရတာကိုမကြည့်ရနိုင်လို့ကျုပ်တို့အခုဂျပန်ကိုပြန်ပြီးတော်လှန်နေကြပြီဟုစိတ်ရွေပြောလိုက်ရာမက်လာဝင်းဤမျက်လုံးများမှာမျက်ရည်များဝဲနေရမှကြည်လင်တောက်ပ၍လာလေ၏ကျုပ်တို့ဂျပန်ကိုပြန်ချနေပြီဆိုတာမက်လာဝင်းမသိသေးဘူးမဟုတ်လား မလဝင်းကခေါင်းခါပြီးမတိချံဝင်ခံလေ၏မလဝင်းရဲ့ယောက်ျားဟာဂျပန်ကေဖေတိုင်းဆိုတာသိတယ်မဟုတ်လားမလဝင်းကခေါင်းညှိ၏မလဝင်းယောက်ျားကျွတ်တို့တော်လန်ကြပြီဆိုတာကိုသိလို့ကျွတ်တို့နောက်ကိုခြေရခံပြီးလိုက်နေတယ်ကျွတ်တို့အကြံစီပြက်ပြီးသူတို့လက်တွင်းရအောင်လုပ်နေတဲ့အထဲမှာမလဝင်းရဲ့ယောက်ျားဟာအရေးပါအရာရောက်တဲ့လူတစ်ယောက်ပဲဒါတွေကိုကျောက်တို့အကုန်လုံးသိတယ်သိတဲ့အတိုင်း မလန်ဝင်းရဲ့ယောက်ျားကိုတိုတိုကဘယ်နေရာမှမစိုးလွယ်လွယ်ကလေးနဲ့တက်ပြနေတယ်။ဒါပေမဲ့ဟိုသွေစစ်စားတဲ့လူကစကားဖြတ်ထားပြီးမလန်ဝင်း၏အရေးအကဲကို ကြည့်၍နေပြန်လေ၏။ပြီးမှတဖန်ဆက်လဲ၍ဒီဂျပန်ကောင်မလန်ဝင်းယူရတာဟာကြိုက်လို့မဟုတ်ပဲမလွဲမရှောင်သာလို့ယူရတယ်ဆိုတာကိုလေကျွတ်နားလည်ထားပြီးသားဖြစ်တယ်။ဒါပေမဲ့ဘလို့ကြောင့်မယူယူမလာဝင်းမှာအပြစ်ရှိတာတော့အမှန်ပဲ။ မလန်ဝင်းဟာ တကယ်လို့နိုင်ငံနဲ့အမျိုးကိုယ်သာချီယိုးမှန်ရင်ဒီဂျပန်ကောင်ကိုဘယ်နည်းနဲ့မှယူမှာမဟုတ်ဘူးယူရသည့်တိုင်အားဒီဂျပန်ကောင်ကိုကြကြအသက်ရှင်အောင်ထားမှာမဟုတ်ဘူးအစိတ်ရင်နဲ့ခက်ပြီးတက်ပြရမယ်ဒီလိုမှမတက်ဝင်ဘူးဆိုရင်လေမလန်ဝင်းကိုကိုမလန်ဝင်းတက်သေးဖို့ပဲရှိတယ်အဲ့ဒီတော့အခုထက်ထိမလန်ဝင်းဟာဂျပန်ကောင်ကိုဘာမှမလုပ်ဘဲထားတဲ့အတွက်နိုင်ငံနဲ့အမျိုးအပေါ်မှာတစ္ဆာဖောက်ရကြနေတယ် မက်လာဝင်စဉ်းစားကြည့်ပါမက်လာဝင်ရဲ့ယောက်ျားတနေ့အသက်ရှင်နေရင်ဗမာလူမျိုးဘယ်နှယောက်ဒုက္ခရောက်မလဲဆိုတာမက်လာဝင်ဤမျက်လုံးများမှာတောက်ပြောင်တဲ့တောက်ပြောင်၍လာလေ၏သူဝေစစ်စားနေလူကိုလည်းမြတ်တာမခက်ပင်တိုက်ကြည့်နေလေ၏မက်လာဝင်မှာနိုင်ငံနဲ့အမျိုးကိုတစ္ဆာဖောက်တဲ့အပြစ်ရှိတယ်မဟုတ်လားဟုသူဝေစစ်စားနေလူကတက်၍မေးလိုက်ရာမက်လာဝင်မှာ ခေါင်းမညှင့်ခြင်းညှင့်ခြင်းနဲ့ညှိနိုင်နေ၏ဒီတော့ကမက်လာဝန်းရဲ့အပြစ်တွေကိုကင်းစင်သွားအောင်ဆိုပြီးကျုပ်က စေးကြောပေးခြင်းနဲ့အတွေ့မက်လာဝန်းရဲ့ယောက်ျားကိုမက်လာဝန်းရဲ့လက်ချက်နဲ့သိအောင်ကျုပ်တမင်ကြံဆောင်ပြီးညှားခေါ်လာခဲ့တာပဲကျုပ်စစောကပြောခဲ့တဲ့အတိုင်းပဲဒီဂျပန်ကောင်ဘယ်နေရာမှမဆိုကျုပ်တို့လွယ်လွယ်ကလေးနဲ့တက်ပြစ်နိုင်တယ်ဒါပေမဲ့ မက်နံဝင်းရဲ့လက်ချက်နဲ့တေးတာကိုကြည့်ချင်တဲ့အတွေ့ကျုပ်ကိုကျုပ်ဒဏ်ရာရခြင်းအောင်စောင့်ပြီးမက်နံဝင်းရဲ့ယောက်ျားကိုမျှပြီးခေါ်လာခဲ့တယ်ဆိုတာမက်နံဝင်းသဘောပေါက်ပြီလားစစ်ဝေးစစ်စားနေလူကတည်ကြည်စွာ ပြောလိုက်ရာဤတွင်မှမက်နံဝင်းမှာသဘောပေါက်ရသွားလိမ့်၏ကဲဒီတော့မက်နံဝင်းဆုံးဖြတ်ဖို့လမ်းနှစ်လမ်းရှိတယ်မက်နံဝင်းဟာမက်နံဝင်းရဲ့ခင်မုန်းနဲ့နိုင်ငံနဲ့အမျိုးကို ဘသူ့ကိုပို့ပြီးချစ်တယ်လဲဘယ်အကြောင်းကြောင့်ပဲဖြစ်ဖြစ်ဂျပန်ကိုယူတာဟာမက်လန်ဝင်းအပေါ်မှာအပြစ်ရှိမရှိတည်တည်ချာချာစဉ်းစားပြီးဆုံးဖြတ်ပြီးတော့တကယ်လို့နိုင်ငံနဲ့အမျိုးအပေါ်မှာညံ့တာမထောက်နိုင်ပဲမက်လန်ဝင်းရဲ့ခင်မုန်းကိုစုံမဲ့နေတော့မယ်ဆိုရင်နိုင်ငံနဲ့အမျိုးအတွက်အသက်နဲ့လဲပြီးစောင်းရွက်နေတဲ့ကျုပ်ကိုမက်လန်ဝင်းရဲ့လက်ထဲကတနက်နဲ့အဆုံးစီရင်လိုက်ပြီးတော့ထို့သူစွိစ်စစ်စားနေလူက တည်ကြည်ခန့်ညာစွာပြောလိုက်ပြီးရင်ကိုကော့ပေးလိုက်ရာမလဝင်းသည်စိတ်ဝိစစ်စားနှင့်လူအားလှမ်းကြည့်လိုက်ပြီးမိမိလက်ထဲတွင်ကင်ထားသောအခိုးမသေးသေးသည့်ပစ္စတောတနက်ကိုတဖန်ပြန်၍ကြည့်လိုက်လေ၏ပြီးမှထင်းကနေတက်ပြင်းကြီးချကခေါင်းငိုက်ဆိုင်ကျသွားပြီးတနက်ကိုဆောက်ကင်ထားသောလက်ချောင်းကလေးများကိုတဖြည်းဖြည်းဖြည်းလိုက်ရာပစ္စတောတနက်ကလေးမှာကျမ်းမြင်ပေါ်သို့ ကြာ၍သွားလေတော်သည်ဒီနေရာမှာတော့1954ခုနှစ်ဧပြီလထောက်ကျွမွာမဂ္ဂဇင်းမှာပါရှိတယ်တိုင်းဆရာကြီးတွန်းရေးသားထားတဲ့သူ့အပြည့်ဆိုတဲ့မဂ္ဂဇင်းဝတ္ထုတို့ဟာပြီးဆုံးသွားပြီပဲဖြစ်ပါရဲ့ရှင်နတ်စင်သူစပေချစ်သူများအားလုံးဘေးရန်ကင်းကွာ၍ကျန်းမာချမ်းသာကြပါစေရှင်